မြန်မာနဲ့1389ခုနှစ်18ရက်လလ2025မှာ16ရက်လလ2026အထိဘုဒ္ဓဥဒသမီများအသက်16 24 25 32 33 40 41 48 49 56 59 64 65 82 83 80 87 88 89 96တရားလေးတရားငောင်းနှစ်အတွက်ဆောင်ရန်ဆောင်ရနှစ်အစီအရင်များဆရာဦးမောင်မောင်တန်းရင်ကိုအေးများစေပါဤပေတော်ဟော့စရန်ဒီဗုဒ္ဓဟူသားသမီးများ အားလုံးအတွက်မဟုတ်ပါတင်းဤအတက်ကိုရှိဖြင့်စားပါကတုံညကျွန်းသောနှစ်များနှင့်တစ်ကျွန်းသောနှစ်များအတွက်ပါဖြစ်ပါသည်အတက်အပိုင်းလိုက်ဟော့စရန်များဆက်လက် တင်ဆက်ပေးပါမယ်ရှင် ဟုတ်တဟူသာသမီများအသက်16 24 25 32 33 40 48 49 56 64 65 82 83 80 81 89 88 96 104 105ဆိုတဲ့အသက်အပိုင်းခြားရရောက်နေပြီဆိုတာနဲ့အောင်မြင်လို့တဲ့ဘယ်ကိစ္စကိုမဆိုဆနေနာမည်ရှင်နဲ့တွေ့ပြီးတိုင်မယ်မှာ အကြံဉာဏ်ယူပါလိုအပ်ရင်အကူအညီယူပါ အကျိုးပေးပါတယ်ဒါပေမဲ့ဆနေစက်ကပတိပိတ်နဲ့ထားတဲ့နှွေမှုတင်ပြူထွန်ပဆိုတဲ့နာမည်မျိုးဖြစ်နေရင်တော့မတိုင်မင်ပါနဲ့တော့ဘုဒ္ဓဦးနာမည်ရှင်နေလဲအကျိုးပေးပါတယ်ဒါပေမဲ့သူ့မှာအလုံများပြလုံးပြီး ိမ်မကက်ရဖြစ်နေတယ်လို့ကိုကသူနဲ့တွေ့အောင်အချိန်တော့ပေးပါအိမ်ကနာမည်ရှင်တွေအကျိုးပေးပေမဲ့သူ့ဝန်သူ့အားနဲ့သူနိုင်တဲ့လောက်တော့ကူညီပါလိမ့်မယ်ကျန်တဲ့နာမည်ရှင်တွေကအခင်မို့ကောင်းကြသူတွေကြီးပါပဲစီးပွားဆက်ရင်အကူအညီတောင်းရင်သာဖြစ်နိုင်တော့ပါဘူးတေကနန်းကိုတည်ထားပြီးအလုပ်လုပ်ပါရှောင်းမို့တွေကတော့အိမ်ချမ်းမြေလုပ်ငန်းတွေအဆောက်အအုံလုပ်ငန်းတွေအိမ်ဆောက်ပစ္စည်းလုပ်ငန်းတွေကားလုပ်ငန်းကျောက်လုပ်ငန်း ငွေချေးတာတွေငွေကစားတာတွေရှောင်ရပါလိမ့်မယ်အထူးသဖြင့်ငွေကိစ္စကိုတော်တော်လေးကယူဆိုင်ပါကိုကလည်းတစ်ဖက်မှာအတိုးထက်တယ်လीငွေကစားဖို့သူများစီကမချီးပါနဲ့ပြန်ဆက်နိုင်မှုတော်တော်ခက်သွားပါလိမ့်မယ်အဲ့ဒီလိုလုပ်ရင်ကိုပိုင်ဆိုင်တဲ့ပစ္စည်းတွေကိုပါထူခွဲရောင်းချရတာမျိုးဖြစ်လာပါလိမ့်မယ်ကိုကနေသူများကိုချီးမိပြီဆိုရင်လည်းအဲ့ဒီငွေ ပြန်ရဖို့ဆိုတာမစင်စားပါနဲ့တော့ဒီနေ့ကစပြီးချီးရင်ပြောတာနော် တတ်ဆန်မရခင်တော့တကယ်ကိုယူယူကျူကျူဘလို့ပဲအောက်ကျုပြောပြောရပြောရအတနာခံပြောရပြောရပြောမဲ့လူစားမျိုးပြီးတော့ကိုပတ်ဆန်လည်းရသွားရောသူ့အမှုရာသူ့လုပ်ရတွေအားလုံးဟာလုံးဝကြောင်းလဲသွားတာတွေ့ရပါလိမ့်မယ်ဒီကြားထဲကိုပတ်ဆန်ကိုပြန်တောင်းရင် ကိုကိုရန်အကြီးအကျယ်လုပ်ပါလိမ့်မယ်မလုပ်ချင်တဲ့တွေဘာတွေဖြစ်လာပါလိမ့်မယ်သိရင်သာပေါ့ကောင်းပါတယ်တော်တော်များများထိပ်ပြီးကြပါပြီ ထီလက်ထီနေကြပါတယ်။ဘာလို့ဖို့ပေးလိုက်လဲလို့ပြီးတော့ဩကျမကလည်းတနာတတ်တယ်။ကျွန်တော်ကလည်းအာနာတတ်တယ်ယုံနာကို လုံးလိမ့်မယ်မထင်ခဲ့မိဘူးဆိုတဲ့စကားတွေနဲ့ဘာမှလုံးမရကံကြီးကဖြစ်ကုန်ကြတာများပါတယ်။ဒါကြောင့်ငွေချေးဖို့ကိုအိမ်မက်တောင်မမက်ပါနဲ့။ပြီးတော့အလုတ်လျှောက်လို့အလုတ်ရရင်ကိုယ်စိတ်တိုင်းချအလုတ်ဖြစ်မှာမဟုတ်ပါဘူး။အလုတ်ထဲရောက်ပြီးမှမလုတ်ချင်ဘူးဆိုရင်ပြန်ထည့်ရင် နောက်အလုပ်ရဖို့မလွယ်ပါဘူး။ဒါကြောင့်အလုပ်ထဲမှာပြီးချမ်းပါ။ကိုယ့်ရဲ့လုပ်ငန်းရှင်တွေကြားထဲမှာကိုယ့်ကိုအုပ်ချုပ်နေသူကြောင့်စိတ်ဆင်းရဲစရာလည်းကြိတ်ချမ်းပါ။အလုပ်ရှင်တိအောင်လည်းတွားမကြိုးစားပါနဲ့။ကိုယ့်တဘောကိုယ့်စိတ်နဲ့ကိုယ်လည်းအလုပ်မထွက်ပါနဲ့။ဒီလိုနှစ်တွေကအလုပ်ခဏခဏပြောင်းလို့အဆင်မပြေပါဘူး။ကိုယ်ရွတ်တက်တဲ့ဖျားစာပဲမပြည့်ရွနေပါ။ကိုယ်အလုပ်တာဝန်ပိုင်းကိုဒါကိုတာဝန်ကြည့်ကြပါစေ။ဒီနေ့မှစပြီးလုပ်ငန်းထောင်မယ်ဆိုရင်လည်းစဉ်းစားပါ။ လုပ်ငန်းရှင်တယောက်ဖြစ်လာရင်ဝန်ထမ်းနဲ့ပတ်သက်တာလေးတွေကိုမဖြစ်မနေစဉ်းစားရပါလိမ့်မယ်။ကိုယ်မကျွမ်းကျင်ရင်တော့မလုပ်ပါနဲ့။အလုပ်ကောင်းလာရင်တကယ်လုပ်ပေးနိုင်သူရှားလာပါလိမ့်မယ်။လုပ်နေတဲ့လုပ်ငန်းကို ဖြုတ်ပြီးနောက်လုပ်ငန်းတင်လည်းမလုပ်ပါနဲ့။အခုပြောခဲ့တာလေးတွေကိုသိချစဉ်းစားပြီးမှဘယ်အလုပ်ကိုမစိုးလုပ်ပါ။ကျမကြီးကောင်းဖို့ကဝန်ထမ်းရှင်နဲ့မကောင်းကောင်းမကောင်းတာတွေခဏခဏဖြစ်တတ်ပါရဲ့။အတွေ့တွေလျှော့ပါ။အေးရောအေးပါ။ လူအများစုနဲ့ပေါင်းလို့ရတဲ့လူချင်းငယ်မျိုးတွေမှန်မှန်ပြုလုပ်ပါနေ့စဉ်အနိုင်အနာပါနာရှုမှတ်ပါရှင်လေးဝန်းထဲမှာပူလောင်တဲ့အထိအဆက်အပူတွေတည်ရလွန်မစားပါနဲ့လူမှုရေးတိုက်ခန်းများနေတတ်ပါရဲ့ဖျားကိုတွားပါဟုတ်တယ်ဘူးတနေ့ကနေတောက်ကြထောင်းများမှာတပြက်စီလေးပါအမိုက်တွေကောက်ပါနှုတ်က24ပစ္စည်းကိုမပြည့်ရပြီးပြုလုပ်ပါအကြခဏပြုလုပ်ပါလူမှုရေးအလုပ်တွေကိုလုပ်ရင်စကားပြောမမောင့်ပါပါနဲ့ အရာရာကိုကိုယ်သဘောနဲ့မဆုံးဖြတ်ပါနဲ့အိမ်ထောင်ရေးအဆင်ပြေဖို့ကအခြားသူများနဲ့ငွေကြေးအရှုပ်ရှင်မှန်သမျှရှောင်ပါကိုယ်တိုင်လည်းငွေကစားတာလောင်းကစားတာတွေရှောင်ပါအိမ်မှာလူကိုညာအိမ်ညက်နေလက်ခံတော့မယ်ဆိုရင်အင်မတန်မှဥပြင်းတောက်လောင်တဲ့လူသားမျိုးတွေးခွဲတတ်တဲ့လူသားမျိုးကိုရှောင်ပါသူများအိမ်ကပစ္စည်းအောင်နေတော့ဟောင်းတိဟောင်းနေလုံးဝမอยู่ပါနဲ့မိသားစုထဲမှာစကားပြောမောက်မာတာတွေမဖြစ်ပါသေးနဲ့ နိုင်ငံသားတင်မောလိုက်ဖို့ကစာတင်တာကိုရင်လူများကိုလိုအပ်တဲ့သင်ငန်းထိဖက်နဲ့စာဥစ္စာပေးလေရမှာခဏခဏလူပါတရှိတရှိခါတာကိုနေ့စဉ်တတိတပတ်မရရအောင်စိတ်ပါ A E I O အခရာနဲ့စတဲ့ကုမ္ပဏီတွေဖြစ်နေရင်နှစ်ခါသုံးခါတော့ကြိုးစားရပါလိမ့်မယ်ပညာရေးကံကြီးကောင်းပါတယ်ကြိုးစားလို့အောင်မြင်လေပါပဲ အဲ့ဒီခဏခဏပြတ်တာမျိုးတော့မဖြစ်ပါစေနဲ့အခုအဆက်လွန်ခဲ့တာတွေတည်ရလွန်အောင်စားတာမျိုးတော့မဖြစ်ပါလိမ့်မယ်ဟိုသွားမယ်ဒီသွားမယ်ဆိုပြီးစိတ်ကစားတာမျိုးတွေရှောင်ပါမိဘကိုပြန်អော်တာမျိုးစကားမပြောတာမျိုးတွေရှောင်ပါဒါလူတို့ဘုကတင်တန်းမျိုးတော့တရားပါလိမ့်ဦးမယ်လောလောဆယ်တော့လောက်ရကံရအဆင်မပြေတာလေးတွေရှိနေပါလိမ့်ဦးမယ်ဘုရားကနှုတ်ကမပြည့်ရပါအဓိဋ္ဌာန်မကြခဏဝင်ပါဓာတုတို့ဖြစ်မယ်ဆိုရင်ဘုရားရှင်ကိုပန်းပေါင်းဆုံး9မျိုးနဲ့ ကလူပူဇော်ပြီးပထဝီပထဝီဇမထံ၉ချိန်ယူပြီးမှတော့ဖြစ်ပါစစ်တပ်သူတွေကတော့လမ်းခွဲစကားကိုနောက်ပြောင်ကြည့်ဆိုပြီးခဏခဏမပြောပါနဲ့သက်ဆိုင်သူကိုကိုကျင်းစားပါမိတာထားပါမမနာနဲ့လည်းစကားမပြောပါနဲ့စိတ်ကျမ်းမကြီးမကောင်းသူများကိုတွေ့တိုင်းငွေအဟာရတွေလှူပေးပါ လုပ်ငန်းစတင်ဖို့ကစနေနေ့မနက်9:00နာရီတတိဖြစ်ပါတယ် တနစ်လုံးကုသိုလ်ပြုဖို့ကဖះရှင်ကိုမနှက်မိုးလင်းနိုင်မျက်နှာတက်တော်ရေတောက်တော်ရေကပ်လူပါပထံပရိတ်တော်များကိုနက်နက်တိုင်းရွတ်ဖက်ပြီးနားပူဇော်ပါမင်္ဂလာယူပါလာပြည့်နေ့တိုင်းတက်ကြီးလေးပါဆွန်ရအောင်ကပ်လူပါတဒနာဆောင်နက်မင်းကြီးများတမာဒီဝနက်ကောင်းနဲ့မြတ်အားလုံးကိုဟေးစင်မြတ်တာအထူးပို့မျှဝေပေးပါအိမ်ဘူးအိမ်ဆူစကားများကိုရှောင်ပါလက္ခဏာရှားပါသူများကိုမကြာခဏအာဟာရလုပ်ပေးပါ အကြောင်းကြီးငယ်ရှိရင်ဖရာစီတီကိုသွားပါဖရာရှင်ကိုပန်းပေါင်းစုံ ခုနှစ်မျိုးနဲ့ကက်လူပူဇော်ပြီး24ပစ္စည်းကိုဆက်တက်ခောက်ယူပြီးမှသွားပါ24ပစ္စည်းကိုလည်းဆက်တက်ခောက်ယူပြီးရှိခိုးပါချီကန်ကောင်းဖို့ကစနေဇတာပတိအင်္ဂါနာမည်ချိဆိုင်များအခရာများခွန်ငါးသုံးခန်းများကျန်ဆက်နေပါတယ်ကိုယ်တော်ကိုယ်စိတ်နဲ့အတလုံးခဲ့ခြင်းတွေရှောင်ပါ ကိုချင်းစာစိမ့်နဲ့မိတိအလုတ်ကိုမဆုလုတ်ပါ။ဘာသာတရားကိုမမေးမလျော့ပဲတကြည်ရှိပါ။ငွေကစားတာမှန်တယ်များကိုရှောင်ကျင်ပါ။တရားလီများကိုကျင်နာပါ။